ချစ်ခင်နေကြပါတော့မြဝပြည်သူညီကောင်မောင်မများအားလုံးပဲမင်္ဂလာပါခင်ဗျာမြဝပြည်သူညီကောင်မောင်မများခင်ဗျာ2014ခုနှစ်မေလ10ရက်နေ့ဟာဆိုရင်တော့အလौတမားနေပဲဖြစ်ပါတယ်ဒီလိုမျိုး မေလာတရနေ့မှာ6ရက်တဲ့အလုတ္တမနေ့မှာဆိုရင်တော့အပြည်ပြည်ဆိုင်ရာအလုတ္တမနေ့အခမ်းအနားကိုမြန်မာနိုင်ငံနေရာအနှံ့ပြားမှာကျင်းပပြုလုပ်လျက်ရှိနေပါတယ်။မြန်မာပြည်သူညီကိုမောင်မမများကိုခုရိုက်ကူတင်ဆက်ပေးမှာတော့ရန်ကုန်မြို့လှိုင်သာမြို့နယ်အမှတ်6ရပ်ကွက်ရှိအောင်မြေတရားဘလုံးကွင်းမှာကျင်းပပြုလုပ်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာအလုတ္တမနေ့အခမ်းအနားနဲ့ပတ်သက်ပြီးတော့မြန်မာပြည်သူများသိရှိနိုင်ချေဖို့ရိုက်ကူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပြပြလူညီကိုမောင်မောင်များခင်ဗျာဒီနေ့မှာကျင်းပပြုလုပ်တဲ့အပြည့်ပြည့်ဆိုင်ရာလူတမာနေအခမ်းအနားကိုတော့မြန်မာနိုင်ငံအလို့တမာတမကများအဖွဲ့ချုပ်မှဦးဆောင်ကျင်းပပြုလုပ်ကြလည်းဖြစ်ပါတယ်ဒီအလို့တမာဥပဒေဖွဲ့စည်းပုံဒီအလို့တမာအဖွဲ့စည်းတွေဖွဲ့စည်းဖို့ဥပဒေတွေလည်းပြတ်ထမ်းမိပါပြီအဲ့ဒီအတိုင်းလည်းအခုအချိန်မှာအလို့တမာအဖွဲ့စည်းတွေကိုအဲ့လို့တမာရောအလို့ရှင်ရော အဖွဲ့စည်းတွေကိုဖွဲ့စည်းခွင့်ပြုတဲ့အခါမှာစုစုပေါင်း1092ဖွဲ့ဖွဲ့စည်းပြီးဖြစ်ပါတယ် တော့အဲ့ဒီမှာလည်းအလုတ်ရှင်အပိုင်းပါတယ်လုတ်သမားအပိုင်းပါတယ်မြို့နယ်အခြေခံပါတယ်မြို့နယ်ပါတယ်အဖွဲ့ချုပ်တွေပါတယ်အဲ့ဒီဟာတွေအကုန်လုံးကဖွဲ့စည်းပြီးနေပါပြီဆက်လက်ပြီးတော့လည်းဒီဥပဒေကြောင်းအရအလုတ်ရှင်အလုတ်သမားလိုက်နာတင်းတဲ့အချက်တွေရှိပါတယ်အဲ့ဒါတွေကိုလည်းဟိုဝန်ကြီးဌာနအနေနဲ့ဟိုသုံးသုံးပွင့်ဆိုင်ပေါ့လေနော်အစိုးရရဲ့အလုတ်ရှင်ရဲ့အလုတ်သမားရဲ့သုံးပွင့်ဆိုင်နော်ညီညီညွတ်ညွတ်နဲ့မျက်မျက်တတဟလား အလုသမားလည်းသူရတဲ့ရတဲ့တဲ့အခွင့်ရေးတွေနော်ဟိုအကျိုးခံစား권နေရရှိဖို့အလုရှင်ကလည်းသူကသူအလုလုတ်ကင်တိုင်းတဲ့ဟလာဟိုသူ့အတွက်ပတ်ဝန်းကျင်ခေါင်းတစ်ခုဖြစ်ဖို့နော်အလုရှင်အလုသမားတွေကလည်းအာအလုသမားအလုရှင်ပေါ်မှာမဆိုးဖို့ဟလာမလိုအပ်ဖဲနဲ့မတရားတောင်းတာတို့မလိုအပ်ဖဲနဲ့တောင်းတာတို့လုရှင်တွေကလည်းအလုသမားတွေကမတရားခိုင်းစေတာတို့ဒါတွေမဖြစ်အောင်လဲဟိုဝန်ကြီးဌာနအနေနဲ့ ြီးကျက်ပြီးတော့ကြက်မှတ်နေပါတယ်အခုတော့ဆဆကြီးပြောင်းလဲတဲ့အချိန်မှာတော့နည်းနည်းအခက်ခဲလေးတွေရရှိသေးတာပေါ့ဗျာလူတွေဆိုတာအသက်ငယ်လို့ရှိရင်တော့ majority ပေါ့ဟလားမရှိသေးတဲ့အခါမှာအခက်ခဲတွေရှိတယ်နားလည်းမှုမရှိသေးဘူးဒါပေမဲ့ကြာလာတဲ့နေ့အမျှအတွေ့အကြုံတွေလည်းရင့်လာကြတဲ့အခါကျလို့ရှိရင်ဟလားသူတို့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ဟိုညံ့ညတ်တတ်တာစဉ်းစားထလာလို့ရှိရင်တော့ ားလုံးဒီပြဿနာတွေကပြင်းချင်းသွားမှာပါအခုလောလောဆယ်ဖြစ်နေတာအလို့သမားတွေလောက်ခလာစားတောင်းတာတို့အချိန်မိုခိုင်းလို့ဆန္ဒပြတာတို့တွေဖြစ်နေပါတယ်အဲ့ဒါတွေလည်းတဖြည်းဖြည်းနဲ့တော့ငြိမ်အေးအေးဆေးဆေးဖြစ်သွားမှာပါအခုဒီအလို့သမားတွေဟလာလောက်ခနဲ့ပတ်သက်လို့လည်းအနည်းဆုံးအခကြေးငွေတတ်မှတ်နိုင်ရေးဥပဒေလည်းပြတ်ထမ်းမိပါပြီဒီဥပဒေလည်းပြတ်ထမ်းမိပါပြီအဲ့ဒါပြတ်ထမ်းနိုင်ရေးအတွက်လည်းမျိုးသားကော်မတီဖွဲ့ပြီးတော့ဟလာဒုတိယဝန်ကြီးနောက်တစ်ယောက်ဖြစ်တဲ့ဒေါ်ဝင်းမော်ထွန်းဦးစီးပြီးတော့ အဲသူကနေဒီပြည်နယ်တိုင်းဒေသကြီးတွေမှာသွားပြီးတော့ဒီဟောပြောမှုတွေလုပ်တယ်ပြည်နယ်တိုင်းဒေသကြီးတွေနဲ့နေပြီးတော့ကောင်းစီအပါဝင်အဲ့ဒီမှာလဲဒီအဖွဲ့တွေဟိုအနည်းဆုံးခါကြေးကိုတတ်မှတ်ရေးအဖွဲ့တွေဖွဲ့ထားတယ်ဖွဲ့ထားပြီးတော့သူဒေသအလိုက်တော်၎င်းတနိုင်ငံလုံးအတိုင်းဒါနိုင်အလိုက်တော်၎င်းဂန္ဓာအလိုက်တော်၎င်းဘယ်လိုအနည်းဆုံးအခကြေးငွေတွေတတ်မှတ်မလဲဆိုတဲ့ဟာတွေကိုလဲဟိုဆွေးနွေးပြီးတော့လုပ်နေပါတယ်ဒီနှစ် မကုံငင်မှာပဲအနည်းဆုံးအခကြေးငွေတတ်မှတ်နိုင်အောင်လဲစ조사နေပါတယ်အဲ့တော့ဒီဇူလိုင်ဇွန်ဇူလိုင်လောက်မှာတော့ပထမဆုံးအကြမ်းပေါ့လေ draft သဘောမျိုးလို့ကျွန်တော်ရရှိလာပြီးတော့အဲ့ဒီပုံမှာဟိုရတဲ့ပုံမှာပြန်လဲစဉ်းစားမယ်တုံးတက်ကြမယ်ဒီလိုတုံးတက်တဲ့ခါမှာလဲအစိုးရတခုတည်းလောက်တာမဟုတ်ပါဘူးတိုင်းဒေသကြီးအစိုးရတွေပါပါတဲ့လူတွေတည်းတိတန့်လောက်လောက်တာမဟုတ်ပါဘူးအလို့သမားတွေလည်းပါပါတယ်အလို့ရှင်တွေလည်းပါပါတယ်အားလုံးသုံးသုံးမလဲညှိနှိုင်းကြပြီးတော့အကောင်းဆုံး အဲ့ဒါမြန်မာနိုင်ငံနဲ့အကိုက်ညီဆုံးဖြစ်မဲ့ဟာဒီနိုင်ငံတကာမှာဖြစ်နေတဲ့နိုင်ငံတကာဆိုတာကတော့ကိုနဲ့လက်လန်းဝေးတဲ့အမေရိကတော့အင်္ဂလန်တို့တော့သွားကြည့်လို့မရဘူးပေါ့ဒီအာဆီယံဒေသမှာဟိုတတ်မှတ်နေတဲ့လုံနေတဲ့ဘယ်လိုလှုပ်ထုံးလုံနေတွေရှိတယ်ဘယ်လိုကျင့်စဉ်တွေရှိတယ်ဘယ်လိုဟိုလုံလုံလုံနေလုံခွန်နေတဲ့လုံလာလုံထားတဲ့ဆိုတဲ့ဟာတွေကိုလည်းစဉ်းစားပါတယ်အများကြီးစဉ်းစားပြီးတော့ဟိုဖြစ်တဲ့ဖြစ်တိုက်ဆုံးအကောင်းဆုံးဖြစ်အောင် လုပ်ပါမယ် ဒါကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ရောဟိုတပွဲတည်းမဟုတ်ပါဘူးအားလုံးသုံးဦးသုံးမလဲနားလဲမလဲအလုပ်ကဖြစ်မှာပါဝန်ကြီးဌာနတစ်ခုတည်းအနေနဲ့လုတ်တဲ့အခါကျတော့လေဟာဝန်ကြီးဌာနကတတ်မှတ်လို့လုတ်ခိုင်းလို့ဆိုတာမျိုးလည်းမဖြစ်လို့ပါဘူးအားလုံးတယောက်နဲ့တယောက်သဘောပေါက်နားလဲပြီးတော့ဟိုတယောက်နဲ့တယောက်ဟိုဘာလဲညံ့ညံ့တတာပေါ့ဟလာဘောကတော့ဟိုညတ်တပြီးတော့မှလုံနိုင်တဲ့အနေအထားမျိုးဖြစ်အောင်လဲ 調査နေပါတယ်။နောက်ရင်းနှီးမြှုပ်နှံမှုတွေဝင်လာအောင်လဲမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်းပြတ်ထမ်းပြီးပါပြီ။အခုအချိန်မှာတော့ဟိုဝင်လာဖို့တာဆူနေတဲ့အတိုင်းအတာတွေလည်းရှိပါတယ်။နောက်တစ်ခုကလည်းကျွန်တော်တို့စိုးရိမ်တာတစ်ချက်ကတော့2015ခုနှစ်မှာအာဆီယံဟလာလွတ်လပ်တဲ့ဈေးကွက်ဖြစ်လာမှာပါ။ဖြစ်လာတဲ့အခါကျလို့ရှိရင်ရင်းနှီးမြှုပ်နှံမှုတွေလည်းလွတ်လွတ်လပ်လပ်ဝင်လာမယ်။ကုန်ပစ္စည်းတွေလည်းလွတ်လွတ်လပ်လပ်ဝင်လာမယ်။လုတ်သားတွေလည်းလွတ်လွတ်လပ်လပ်ဝင်လာမယ်။အဲ့ဒီအချိန်ခါမှာကျွန်တော်တို့လုတ်သားတွေက အတတ်ပညာကျွမ်းကျင်မှုမရှိဘူးဆိုရင်ဒီအကျွမ်းကျင်မှုရှိပြီးသားလူတွေနဲ့ရှင်ပြိုင်တဲ့အခါမှာတော်တော်အခက်အခဲဖြစ်ပါမယ်အဲ့ဒီခါကြလို့ရှိရင်ကိုယ့်အလုပ်သမားလုပ်သားတွေအလုပ်မရမှာကိုကျွန်တော်တို့စိုးရိမ်ပါတယ်ဒါကြောင့်မလို့လေအဲ့ဒါကိုလေကျွန်တော်တို့ဒီနှစ်ထက်မှာဒီ skill development ခေါ်တာပေါ့လေကျွမ်းကျင်မှုတိုးတက်မြန်မာရေးအတွက်လေဟိုဦးစားပေးပြီးတော့လုပ်နေတာတွေရှိပါတယ်ဟိုနောက်တစ်ခါ TVET ခေါ်တာပေါ့လေ technical and uh, education about uh, technical and um, vocational education training ကိုလည်းအခုဥပဒေဆွဲဖို့ရှိပါတယ်အဲ့ဒီဥပဒေဆွဲပြီးတဲ့ဆွဲတာလည်းအမြန်ဆုံးဆွဲမှာပါဆွဲပြီးတဲ့အခါမှာကျွန်တော်တို့ကကိုရှိမှာဘာရှိတယ်လဲကိုလုံသားတွေဘလာတွေကျွမ်းကျင်တယ်လဲဟဲ့လားအဲ့ဒီပုံမှာဒီခန္ဓာကိုလည်းခွဲမှာပါခန္ဓာကိုလည်းဘယ်ဟာဦးစားပေးတင်တယ်လဲလားကိုရဲ့လုံသားတွေမှာဒီဘယ်အဆင့်မှာဘလို့ကျွမ်းကျင်တယ်လဲအဲ့ဒီ level 1ကနေစပြီးတဖြည်းဖြည်းနဲ့ level 2တက်သွားပါပါ အဲ့ဒီလိုလုပ်ဖို့အတွက်လဲ training center တွေကျွန်တော်တို့ထောင်ပါမယ်ပြီးတော့ testing center တွေလည်းထောင်ပါတယ်ဘာလို့ testing center ထောင်ရတယ်လဲဆိုတော့ဟိုတတ်တာတတ်ပြီးတော့ဟလာအတိမတ်ပြုလက်မှတ်မရှိဘူးဆိုရင်ရှင်ပြိုင်ထဲမှာခက်ပါတယ်အဲ့တော့အတိမတ်ပြုလက်မှတ်တွေလဲထုတ်ပေးဖို့အစီအစဉ်တွေလည်းရှိပါတယ်ဒီနေ့ထဲမှာအကောင့်ထဲပေါ်ဖို့ဟိုတော်တော်လေးဟိုတက်တက်ကြွကြွနဲ့အားထည့်ပြီးတော့လုပ်နေပါတယ်အဲ့ဒါလဲဒါလုံသားဓုအတွက်ပါပဲနောက်အဲ့လိုလုတ်တဲ့အခါမှာလဲ အလုတ်သားဟိုဒုတစ်ခုတည်းတည်းမဟုတ်ပါဘူးအလုတ်ရှင်ဘက်ကလည်းမလုပ်ပြရမလဲဆိုတော့သူ့ရဲ့သူ့ရဲ့အလုတ်သားတွေဟာလာကျွမ်းကျင်မှုတွေတိုးလာအောင်သူတို့မှသင်တန်းတွေပေးရပါမယ် on job training လို့ပါလို့ပေးရပါမယ်ပေးပြီးလို့ရှိရင်ဟာလာကျွန်တော်တို့ဒီဝန်ကြီးဌာနနဲ့ညှိပြီးတဲ့အခါကျလို့ရှိရင်ဒီ certification certification လုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကျွမ်းကျင်မှုဟိုဥပဒေဟလာကျွန်တော်တို့ဖွဲ့ပေါ်လာလို့ပြဋ္ဌာန်းပြီးသားရှိပါတယ်အဲ့ဒီဥပဒေအရကျွန်တော်တို့က အလုတ်ကိုက်နဲ့ကြောင်းချင်းမှုဥပဒေရှိပါတယ်အဲ့ဒီအရာကျွန်တော်တို့ကအဖွဲ့တွေဖွဲ့ပါမယ်အဲ့ဒီမှာကော်မတီတွေဖွဲ့ပါမယ်အဲ့ဒီဖွဲ့ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီ testing center တွေနဲ့ကျွန်တော်တို့ဟိုတေချာစမ်းပြီးတော့ဟလာ assessor တွေကနေတေချာစမ်းပြီးတော့ဒီအာဒီအဓိကအဖြစ်တော့ ASEAN standard ဖြစ်နိုင်အောင်ကျွန်တော်တို့စူးစမ်းနေပါတယ်အဲ့ဒါလည်းဟိုအကောင့်ထဲပေါ်နေပါတယ်ကျွန်တော်တို့ဒီလက်မောက်ကြောင်းမှာကျွန်တော်တို့အခုဆိုလို့ရှိရင်ရုံးခွင့်ထားပြီးတော့ နှစ်ပတ်တစ်ခါကျွန်တော်တို့အစည်းအဝေးတွေလုပ်နေပါတယ်ဒါကိုလည်းကျွန်တော်ဒီဇိုင်းမမတ်နဲ့တော့အားပေးပြီးကျွန်တော်လုပ်နေပါတယ်အဲ့ဒါလေးလည်းဟိုလှုပ်သားတွေကိုသိစေချင်ပါတယ်ယေစုတင်ပါတယ်ဒီကနေ့ခန္ဓာကိုယ်တော်အလုသမအလုကံနဲ့လူမှုဖလုံးဝင်ကြီးဌာနဒုတိယဝန်ကြီးဦးတင်အောင်မြန်မာနိုင်ငံအလုသမတမက္ခများအဖွဲ့ချုပ်မှဒါဝန်ရှိသူများအပြည်ပြည်ဆိုင်ရာအလုသမတမက္ခများအဖွဲ့ချုပ် IDUC မြန်မာယုံဒရိုက်တာမစ္စတာရှီကာရုနာကချီမှ ဌာနဆိုင်ရာမှာတာဝန်ရှိသူများဖိတ်ကြားထားတဲ့ဧည့်သည်တော်များအလုသမားများစုံလင်စွာတရားခဲ့ပါလေ။ဒီနေ့ကျမ်းမှာဆိုရင်တော့ပြည်ထောင်စုသမားမြန်မာနိုင်ငံတော်တမန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့လာရောက်ကြည့်ရှုလေ့လာတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်နာမည်မောင်မောင်လို့ခေါ်ပါတယ်ကျွန်တော်ကမြန်မာနိုင်ငံလူမှတ်သမက္ကများအဖွဲ့ချုပ်မှာအထွေထွေတွင်တာဝန်ယူထားပါတယ်ခင်ဗျာအဲကျွန်တော်တို့ဒီကျင်းပတဲ့ရည်ရွယ်ချက်ကတော့ဗာလဲဆိုတော့နံပါတ်1ကတော့ကျွန်တော်တို့ဒီ တရက်ကို၈နာရီပေါ့နော်တရက်ကို၈နာရီအလုပ်လုပ်ဖို့လို့တမားတွေအနေနဲ့ဒီရရှိဖို့ကတိုက်ပိုးဝင်ခဲ့ရတယ် ျွန်တော်ဒီတိုင်းမရဘူးအခုပုံမှန်ပြန်ကျွန်တော်တရက်ကိုရှင်းနိုင်လို့ရတယ်ဒါပေမဲ့ဒါကပြည်ပဆိုင်လူသမားတွေကနေပြတော့နော်ဝိုင်းဝန်းပြီးတော့တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်အမေရိကန်နိုင်ငံမှာရုံးကန်ခဲ့တာဖြစ်တယ်အဲ့ဒီမှာလူတွေထိခိုက်ခဲ့တေချေတဲ့လူလည်းရှိတယ်ဒဏ်ရာရလို့ရှိထောင်ကျလို့ရှိဒါပေမဲ့အဲ့ဒီလိုဟာမျိုးကိုဒီလိုတရက်ကိုရှင်းနိုင်ဆိုတဲ့လိုလုံနှုံးကိုရဖို့ကိုလုပ်ခဲ့တယ်ဆိုတာမမေ့ဖို့ကိုပြန်သတိပေးတာဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဘာဖြစ်လဲဆိုကျွန်တော်ဗမာပြည်မှာကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီလိုတဏ္ဍာရီတရက်ကိုရှင်းနိုင်လို့ဟာကရနေတယ်ဒါကအစိုးရကနေတည်ပြထားပေးတယ် တပြိုင်တည်းမှာလည်းကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ကိုလူသမားတွေကိုပြောပြောရှင်ရှင်ပေါ့ဒီမီဒီနေမှာပြောပြောရှင်ရှင်တနစ်ပန်လို့သူတို့ပင်မနေတာသူတို့တမက်ကြတယ်သူတို့ကားကြခုံကြတယ်သူတို့ချင်းချင်းပြောအဲ့ဒါလေးဖြစ်အောင်လည်းကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်တို့ရှိမှာအကုန်လုံးတော့မပါဘူးခင်ဗျဘာလို့လဲဆိုတော့တချို့နေရာတွေမှာတချို့ဖွဲ့စည်းတွေဟိုဝေးတဲ့နေရာတွေမှာသူတို့ဖာသူတို့လောက်ကြပါတယ်သူတို့ဒီမှာအထူးသဖြင့်လိုင်းသားဆက်မှုစုံစားဆက်မှုစုံကြီးဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ဟိုခမ်တီးရစကိုင်းတိုင်းခမ်တီးရတမက်ကြတွေစိုက်ပြီးတမက်ကြတွေလာလာရှိတယ်နောက်ကျွန်တော်တို့ရှိမှာကျွန်တော်တို့ဒီဒိုင်ဥဘက်ကလာလာရှိတယ်အေရောက်တိုင်းက ာရှိခရမ်းဘက်ကလာတဲ့လယ်သမားတွေရှိတယ်ဆိုတော့အဲ့ဒါတွေအောင်လုံးစုပြီးတော့လာအောင်တော့ကျွန်တော်တို့စူးစမ်းရတာပေါ့ကျွန်တော်တို့အစုဖွဲ့ဖြစ်တယ်ကျွန်တော်တို့အဖွဲ့မှာအောင်လုံးအလုံးပေါင်းတမဲ385ဘွဲ့ရှိတယ်။ဆိုတော့385ဘွဲ့တော့ကျွန်တော်တို့အမြဲတစီထိတွေ့နေရတယ်။အဲ့ဒီအဖွဲတွေကိုကျွန်တော်တို့ကအကြောင်းကြားပြီးတော့သူတို့ကိုကြွားရောက်ပေးဖို့ကိုယ်စားလှယ်တွေလာပေးဖို့ကျွန်တော်ပြောရပါတယ်ခင်ဗျ။တရက်ကို၈နိုင်ရဖို့ဆိုရဲကဲတရက်ကိုလုံးအလုံးအား၈ချိန်၈နိုင်ဆိုရဲကိစ္စရဲ့နော်။တပတ်မှာတရက်ကိုလုံးအားကအပြည့်နဲ့နားယူဖို့ဆိုရဲကိစ္စရဲ့။ဒါရဲအားလုံးကတော့အခုလက်ထဲရောက်နေပြီဆိုတော့ပေါ့မသွားဖို့လိုတယ်။ ကိုယ်ထဲမှာရောက်နေပြီဆိုပေါ့ဝိုင်းရင်ဒါကပြန်လွတ်သွားကြတယ်ဒါမှမဟုတ်ဒီနေသားကိုမရွတ်သွားစင်နဲ့ဒီအပြင်ကိုကျွန်တော်ဆက်ဆက်ပြီးတော့ဗောနော်အရှိပြီးတော့မမပြင်းမှာယင်းနေမြုံနာမှုတွေဝင်လာပြီအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့အာဘာခေါ်မလဲကျွန်တော်တို့လှုပ်ရှင်လှုပ်သမားဆက်ဆံရေးကောင်းလာအောင်ကျွန်တော်တို့လှုပ်ဖို့ကျွန်တော်တို့နဲ့လှုပ်ရှင်ကရန်သူမဟုတ်ဘူးကျွန်တော်တို့ကစီးပွားဘက်တွေဖြစ်တယ်တို့ကငွေရင်းနေတယ်ကျွန်တော်ကလိုအပ်ရင်းနေတယ်အဲ့ဒီနှစ်ခုကချိန်ပြီးတော့လှုပ်သွားရင်မမပြအောင်မြင်တဲ့ နိုင်ငံဖြစ်လာပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။ ရပြီတော့ညကမမမများခင်ဗျာဒီကနေ့အခမ်းအနားဆိုရင်တော့ဒုတိယတင်မြှောက်ဖြစ်ကျင်းပပြုလုပ်တဲ့အခမ်းအနားဖြစ်ပြီးပထမတင်မှာတော့တနင်္ဂနွေလုံးမှာအလုတ္တမ3000ကျော်တက်ရောက်ခဲ့ပါတယ်ဒီကနေ့ခန္ဓာကိုမြန်မာနိုင်ငံမှာရှိတဲ့အလုတ္တမများအနေနဲ့မီဒီဖြစ်ပေါ်လာပုံတမန်ကြောင့်ကိုသိရှိလာစီရန်အထွေထွေအသိပညာပို့သူတာများတိုးဝါလာစီရန်ဒီနှစ်ပတ်လုံးအလုတ်ပိတ်ရမရှိပဲအလုတ်လုတ်ခံခဲ့ရတဲ့အလုတ္တမများစိတ်အပန်းဖြည့်စေရန်နဲ့စိတ်ဖြည့်စေမှုများရောပါသွားစေရန်ရည်ရွယ်ချက်ကောင်းများဖြင့်အပြည့်ပြဆိုင်ရာအလုတ္တမတွေကိုကျင်းပပြုလုပ်တာလည်းဖြစ်ပါတယ် ခန္ဓာကိုယ်တော်အစီအစဉ်ရှိခုနဲ့မနက်၈နာရီကနေညနေ၆နာရီထိကျင်းပခဲ့ပြီးတော့ဒီကနေ့ခန္ဓာမှာတော့ကြားမတန်းတွေညီမကြီးအကြောင်းကိုတော့ရုပ်ရှင်နဲ့ဗီဒီယိုတိုးဆောင်အကယ်ဒမီဒေါ်ဆွေစင်တိုင်းစာသွန်းသွန်းခွေနဲ့ပတ်သက်ပြီးစာသွန်းသွန်းခွေကာကွယ်တမကရဲ့အထွေမှုတို့ကပညာပေးဟောပြောခဲ့ကြပါတယ်။နမေယဆောင်းနေပြီ။ ုပ်ငန်းကတော့အထယ်ချုပ်မှာလှုပ်လှုပ်တဲ့ဒီမှာကတော့အတွင်းရေးမှုအထယ်ချုပ်လုပ်ငန်းမှာဒီလိုအဖွဲတမကအဖွဲပေါ့နော်အဲ့အဖွဲရှိပြီဆိုတော့ဟိုတကယ်ကိုအဆင်ပြေတယ်တော့ဥမောင်းတော့နဲ့လေဒီလို FDUN နဲ့တွဲဖွဲ့ပြီးလှုပ်လှုပ်ကြတာလေအရင်အဆင်ပြေတယ်ဒီအဖွဲစည်းကနေပြီးတော့အထယ်ချုပ်တမကပေါ့နော်အဲ့အဖွဲတွေကနေအကုန်လုံးကိုတစုတစည်းတဲ့နဲ့ဒီဘယ်လိုပြောရမလဲဒီလုပ်ငန်းအတွက်လည်းကောင်းအောင်လုပ်တယ်ဒီလုံသမားတွေအတွက်လည်းအကုန်လုံးအဆင်ပြေအောင်လို့ဒီလိုပဲတူတူလက်တွဲဖော်ဆောင်ရတယ်ဟုတ်ကဲ့ ဒီအလုံးရှင်တဲ့အလုံးသမားနဲ့ဟာဒီအလုံးရှင်ကဒီလိုလုံးမယ်ဆိုလို့ရှင် ကိုကျင်းတတ်တဲ့အခါကျရင်ဒါအလုံးသမားတွေအများစုကျင်းနေရင်ဒါဒီတိုင်းသူ့တိုင်းမဲ့ထားလိုက်တယ်တကယ်လို့အလုံးသမားတွေကသူတို့တွေဒီလိုလုံးတယ်မကျင်းတတ်ဘူးပေါ့နော်တခုမကျင်းတတ်ဘူးဆိုရင်အလုံးရှင်နဲ့ညှိနှိုင်းတယ်အဲ့လိုညှိနှိုင်းပြီးတော့ရောက်အောင်လည်းညှိတယ်ကိုဘက်ကလည်းဒီဒီအလုံးသမားကဆိုတော့မဟုတ်တာလုံးလို့မရဘူးလေဒီကိုဘက်ကလည်းမှန်မှန်လုံးမယ်သူတို့ဘက်ကလည်းကိုအပေါ်မှာဖိနှိပ်မယ်ဆိုရင်ဒါကိုတွေအဖွဲ့အစည်းတွေအကုန်လုံးကပူးပေါင်းပြီးဆောင်ရွက်တယ် ဒီအလုံသမားတွေကိုလည်းကိုယ့်ဘက်ကမှန်လို့ရှိရင်အများကြီးအကုန်လုံးလှုပ်လို့ရတယ်ပေါ့နော်ပြောပြပါခင်ဗျာခင်ဗျာဒီကနေ့ခန္ဓာကိုယ်တော့မနက်9:00နာရီမှာဖွင့်ပွဲကျင်းပခဲ့ပြီးတော့ခန္ဓာစီရင်ရမြန်မာနိုင်ငံအလုံသမားတမန်ခါများအဖွဲ့ချုပ် FDUM အထွေထွေတွင်မှုဥပမာမှာအမှားစကားပြောကြားခဲ့ပါတယ်ဥပဒေကိုတေချာလေ့လာဖို့လိုတယ် ိမ်နာမှာတော့အလို့သမားလောက်ကနေလူမှုဖော်ရုံဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထင်အောင်မှာအမစကားပြောကြားခဲ့ပါတယ်ဒီလိုဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေမှာနိုင်ငံတော်ရဲ့အဓိကအင်အားဖြစ်တဲ့အလို့သမားဒုတိယလုံးတွင်ရသည့်ရခဲ့တဲ့အခွင့်အရေးများကိုရရှိခံစားစီပြီးလူမှုဘဝတိုးတက်ကောင်းမွန်စေဖို့ပေါ်ဆောင်နိုင်မဲ့လူအပ်တဲ့ဥပဒေရေးရာဘူဝါရရေးရာများချမှတ်ပြီးတတ်နိုင်သမျှကြိုးပမ်းအကောင်အထည် ပေါ်ဆောင်ရွက်ပေးခဲ့ပါတယ်လပင်းအပြည်ပြည်ဆိုင်ရာအလုတ္တမသမဂ္ဂများအဖွဲ့ချုပ် ITUC မြန်မာနိုင်ငံရုံးဒါရိုက်တာမစ္စတာရှီကာရုနာဂတိမာမအမှားစကားပြောကြားပေးခဲ့ပါတယ် Distinguished guests and sisters and brothers congratulations for your celebration may day ရပါသူညီကိုမောင်မောင်များခင်ဗျာဒီကနေ့ခန္ဓာကိုယ်ဦးဆောင်ခြင်းပါတယ်မြန်မာနိုင်ငံအလို့သမားတမကများအဖွဲ့ချုပ်ပါဆိုရင်တော့မြန်မာတိုင်းနိုင်ငံလုံးရှိအလို့သမားအဖွဲ့ချုပ်ပေါင်း365အဖွဲ့ဖြင့်ဖွဲ့စည်းထားပြီးတော့အဖွဲ့ဝင်အလို့သမားဥယျ3000ကျော်ပါဝင်လာတာဖြစ်ပါတယ်အဆိုပါအဖွဲ့ချုပ်ပါဆိုရင်တော့2009ခုနှစ်မှာအပြည်ပြည်ဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် ITUC ရဲ့တင်းပြအဖွဲ့ဝင်ဖြစ်လာတာဖြစ်ပါတယ်ခင်ဗျာ International Trade Union Confederation မြဝပဇနီကုမောင်မများခင်ဗျာကုဆယ်တော်မြဝပဇနီကုမောင်မများတို့2014ခုနှစ်အပြည်ပြည်ဆိုင်အလုပ်တမနှင့်အခမ်းအနားကျင်းပမှုမျိုးငွေများကိုသိရှိနိုင်စေဖို့အတွက်အခုတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့စီစဉ်ကိုကြည့်ရှုနေကြတဲ့မြဝပဇနီကုမောင်မများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ